တော်ရဲ့ဒေတာထွေအိုစီမီခွင်နဲ့တပိတ်အိုရဲ့အပေါ်မှာတော်ရဲ့ဒေတာခံလူငယ်တစုကပကြီရေးဆွဲ အလှဆင်းနေကြပါတယ်တော်ရဲ့မျိုးကန္နာလန်ကြီးကြီးမှုပြတဲ့နောက်ကျော်ဖေမာရှိတဲ့လိုက်ခတ်တဲ့ပကြီပြခံမှာရေးဆွဲနေကြတာပါ ဧပြီလ16ရက်ကနေ25ရက်နေ့ထိကျင်းပနေတဲ့ဒဝေဒေတာကံပကြီးဆရာတို့ရဲ့ပကြီးပြပွဲမှာနေလီဘေးအတွက်ကူညီဖို့ရည်ရွယ်ခြင်းနဲ့အခုလိုရည်ဆွဲနေကြတာပါအင်တာနက်ပေါ်ကပတိရေးဆွဲတဲ့ဟန်ကို နမူနာယူပြီးရမမွေရှာဖို့စေကူရခဲ့တယ်လို့ဥပကြီးစီစဉ်တဲ့လူငယ်တွေက ပြောပါတယ်။တထောင်ကနေ 9000ကျပ်တည်စီတဲ့မြေထည်ပစ္စည်းတွေကိုဝယ်ယူပြီးဈေးလှချက်ကငလီဘေးတွေကုန်နိုင်တယ်လို့ဆိုပါတယ်။ပကြီးအိမ်မဲ့မြေထည်ပစ္စည်းတွေကိုဒွေမျိုးအိုလိုရက်ခွက်ကထွက်တဲ့မြေထည်ပစ္စည်းတွေကိုတုံထားတာပါ။ပကြီးအလှစင်မဲ့ဈေးအယောင်တွေကိုတော့အခမဲ့စီစဉ်ပေးထားတယ်လို့သိရပါတယ်။ဧပြီလ19ရက်နေ့ အိုးပါဝင်မြေထပစ္စည်းတရားနီပါကိုအလှဆင်ရောင်းချထားပြီးဖြစ်ပါတယ်။ပကြီးပြပွဲ တပတ်တာတွင်မြေထပစ္စည်းလေးရလောက်ရှောင်းရဖို့အရှာထားတယ်လို့အိုးပကြီးရေးတဲ့လူငယ်တွေက ပြောပါတယ်။အိုးပကြီးကရှာလာတဲ့ရောင်းရငွေအားလုံးကိုငရီဘိတ်ကိုညှိတွဲတုတ်သွားမယ်လို့ပြောပါတယ်။